ားလုံးပဲမင်္ဂလာပါရှင် အခုမြင်နေရတဲ့အိမ်လေးအားလုံးဟာဆွန့်ပြက်ထားတဲ့အိမ်လေးလို့ပြောရင်ခုကြည့်နေတဲ့သူတွေအများကအံ့ဩပြီးတော့နှမျောနေလိမ့်မယ်လို့ထင်ပါတယ် ဒီအိမ်นี่အကောင်လုံး engineer တတိချက်ချက်ဒီဇိုင်းနဲ့ဆွဲပြီးတော့အထဲထဲမှာဆောက်လုပ်ထားတဲ့ပစ္စည်းတွေကဒါအကောင်စားပစ္စည်းနဲ့ဆောက်ထားတာအိမ်นี่ဆိုလဲတတိလေးတွေတလုံးမှမပါဘူးအားလုံးကအင်ဂျီအိမ်ကောင်းနေပြီရှန်นี่ဆိုလဲဒါတစ်ချက်နဲ့တစ်ချက်အကျယ်ကြီးတွေအခုမြင်နေရတဲ့အတိုင်းပဲပေါ့နော်ဒါမြို့တစ်မြို့စာလောက်ရှိတယ်အိမ်นี่ဆိုလဲအိမ်ဘောင်းကယာနဲ့ရှိထောင်နဲ့ရှိရှိတယ်ဒီလိုမျိုးစီမံကိန်းကိုသူတို့ကြီးကြီးကျယ်ကြီးလုပ်နေတာကို2018လောက်ကစပြီးတော့ရက်တန်းလိုက်ပြီးတော့ဆက်ပြီးတော့လည်းမလုပ်တော့ဘဲနဲ့ပေါ့နော်အားလုံးကိုရက်လိုက်တယ် ဒီလောက်ထိတိမ်းရနဲ့ချီထောင်နဲ့ချီရုံတော့အကုန်ကြခံပြီးတော့စောက်လုပ်ထားတဲ့စီမံကိန်းကိုဘာဖြစ်လို့ဆက်ပြီးတော့မလုပ်တော့တာလဲဆိုတာကိုဘသူမှလာပြီးတော့ဖြည့်ချင်းချက်ပေးထားတာမရှိဘူးဆိုပြီးတော့ဒါတရုတ်နိုင်ငံရဲ့သတင်းတစ်ခုမှပြောထားတာတွေ့ရပါတယ်ရှင် အခုဒီနေရာမှာလာပြီးတော့ အကျိုးမြတ်ရပါတဲ့သူတွေကတော့ဒီဝိနာမှာရှိတဲ့ပတ်ဝန်းကျင်ကကြည့်ပါလေတရားလူတွေကဒီမှာလာရောတိရိစ္ဆာန်တွေကိုဒီမှာလာကြောင်းတာတို့ဒီမှာလွတ်ထားတာတွေရှိရဲအတိရွက်တွေဒီနေရာမှာပဲလာစိုက်ထားတဲ့ဆိုပြီးတော့ဗောနော်သတင်းထဲမှာပြောထားတာတွေ့ရပါတယ်ရှင်အခုအဖြစ်ပြမှာဆိုရင်ဒါအရောင်းဟိုပါဗောနော်စွန့်ပစ်ထားတဲ့မြို့ပြအဖြစ်ဆိုပြီးတော့မှအားလုံးကဒီနေရာကိုအတိမပြုထားကြရဲဆိုပြီးတော့ဒါသတင်းထဲမှာပြောထားတာတွေ့လို့ဆိုရင်အားလုံးလာပြီးတော့မျှဝေပြင်ရှင်ဖြစ်ပါတယ်ရှင်